ဒီနေ့ကျွန်တော်တို့အတူတူလေ့လံကြည့်မှာကတော့မန္တလေးတိုင်းပျော်ပွဲမြို့နယ်တွေကဖလိုင်းပန်ဆွေရွာလေးတရွာအကြောင်းဖော်ပြထားတယ်ဟုတ်ကဲ့ဒါကညွာလေးကြောင်ဖော်ပြထားတဲ့ပုံစံမျိုးနော်ဖိတ်ခေါ်ချက်လို့လို့ဘာလို့လို့ ਨੇ ဟောပါတယ်ဆိုတော့ဒီရွာရဲ့ခံစားမှုအထင်ကရနေရာလေးလေပြီးတော့ဒေတာကန်ဒီဘာလေးလုတ်ကင်ကြလဲဆိုတဲ့အချက်တွေကိုဆွေးနွေးကြည့်ကြတာပေါ့အင်းကျွန်တော်ရင်ဆုံးတတိထားမိတာကပုံဖော်ထားတာလေစင်းစင်းဆိုဆိုတောင်ကုန်းလေးတွေ ရွှေရောင်စည်ရင်းငယ်လေးတွေတက်ဆစ်ငင်းချမ်းတဲ့ပုံစံမျိုးအဲ့ဒီငင်းချမ်းမှုရဲ့နောက်မှာလေအချက်လက်တွေတည်းမှာမြင်နေရတာကရရွာလူတို့ရဲ့အားပေါ့ဆူဆူစီစီရှိတဲ့သဘောဟုတ်ပါအထူးသဖြင့်ဟိုကရွာလေးမှာခင်းနေတဲ့ကွန်ကရစ်လမ်းစီမံကိန်းမှာပုံမြင်တာတယ်လို့ထင်တယ်အဲအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ရွာဦးကျောင်းဆရာတော်ဦးဆောင်တယ်ဆိုတော့ဒါကစီလုံးတာကို ပြတာအပြင်အနာဂတ်တွေရောဘလို့အရေးပါနိုင်မလဲလူမှုရေးစီးပွားရေးအဲ့ဒီဘက်ဒီမှာပေါ့ အခြေခံအဆောက်အဦဆိုတာကြီးလက်ဖွံ့ဖြိုးရေးမှာတကယ်အရေးပါတယ်လေလမ်းမဆက်သွယ်ရေးကောင်းသွားတာကိုဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ခီးသွားလာတာလွယ်ကူမယ်ကုန်စီလေးတယူရောင်းလာတာပိုအဆင်ပြေလာမယ်ပြီးတော့ဖိတ်ခေါ်ထားတာလေးတတိထားမိလားอืม language လားอืม language ကိုပေါ်ပါဝင်ဖို့ဆိုတာလားဟုတ်တယ်အဲ့ဒါကဒီစီမံကိန်းကအပေါ်ကချပေးတာမျိုးမဟုတ်ပဲရဲရွာကကိုယ်တိုင်လိုလိုလာလာနဲ့စုပေါင်းလုံးဆောင်နေလေဆိုတဲ့သဘောကပြနေတာပေါ့အော်ဟုတ်တယ် ရရွာရဲ့အားပေါ့နော်အဲ့ဒီအပြင်နောက်ထပ်ပါထူးကြားလေးလဲအဲစေရီလေးဟုတ်တယ်အရှိဘတောင်ကုန်းပွားစေရီအချက်လက်သေးမှာဆိုထားတာမနေ့ခင်းနေအောင်မှာဆိုအယန်းလာစိတ်ကြည်နူစရာကောင်းတယ်တဲ့အဲ့ဒီနေရာရဲ့ရင်ကျေးမှုတဘောတရားကြတော့ရောအဲ့ဒါလည်းထင်ရှားပါတယ်ဒီစေရီကဘုရားရှိခိုးဖို့တတ်တဲ့မဟုတ်ဘူးပေါ့ဒေသခံကြီးရဲ့နေ့စဉ်ဘဝနဲ့ဘာတိုင်းယုံကြည်မှုကရောနေတဲ့ပုံစံမျိုးအဲ့မှာကိုပဲကြည့်လေ စေဒီကိုတက်ကြည့်ပါမုံလက်ဆောင်ကတ်လူဝတ်ပြူနိုင်ပါလေဆိုပြီးတိုက်တွန်းထားတာကအဲ့ဒါကိုပို့ပေါ်လွင်စေတာပေါ့နော်ရက်ရွာရဲ့စိတ်ပိုင်းဆိုင်ရာအားကိုးရာတစ်ခုလိုဖြစ်နေတာပေါ့ကဲစီဝိုင်းဘက်ကိုနည်းနည်းကြည့်အောင်အဲ့ဒီမှာနန်းငရုတ်ပြီးတော့စမေလုပ်ငန်းတွေဒါတွေကရွာရဲ့အတီးကအတမွေးကြောင်းတွေလို့ဆိုတယ်ဟုတ်တယ်ဒေတာခန်တွေရဲ့စူးစမ်းမှုကိုပြတာပဲဒါပေမဲ့လေငရုတ်စိုက်တာတို့စမေနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်တာတို့ကြည့်ရင်တော့ သူတို့စီမှာရှိတဲ့အရင်အမြစ်တွေလေစင်ကန်းလာတဲ့ပြီးနာတွေပေါ်မှာအခြေခံပြီးလုတ်ကైစားတောင်းနေကြတယ်ဆိုတာမျိုးတော့မြင်လို့ရတယ်။ဟုတ်ကဲ့။ကိုဒေတာထွန်းနဲ့ကိုကျွမ်းချင်မှုနဲ့ပေါ့။အဲ့ဒီသဘောပဲ။ဒါကဒေတာရဲ့ကိုပိုင်ဟန်ကိုလည်းပြရတယ်။ဖိတ်ခေါ်ချက်ထဲမှာလည်းပြန်ပါနေလေလေ။ဒေတာထွက်နန်းနဲ့ငရုတ်မြေဆောင်ဖို့စမလုံးကန်းလေလာဖို့ဆိုတာလေ။ဆိုတော့ဒီနေ့လေးလာခဲ့တဲ့အချက်အလက်တွေကလိုင်းပံရွာဆိုတာတဘာဝအလားလေရှိတယ်။ရက်ရွာကလည်းအားကောင်းတယ်။ ပြီးတော့ကိုပိုင်ယဉ်ကျေးမှုစီဝါရေးလေးတွေနဲ့လှုပ်ရှားနေတဲ့နေရာလေးတစ်ခုလို့အကြံပြုပြောလို့ရမယ်ထင်တယ်။ဟုတ်ပါတယ်။ကျွန်မတတိထားမိတဲ့အဓိကအချက်ကတော့လေရိုးရာဒါလေးအငွေအတက်တွေပေါ့နော်။စီဒီချိုဆရာတော်ရဲ့ဥဆောင်မှုတို့လိုဟာမျိုးတွေအဲ့ဒါတွေနဲ့တိုးတက်ခြင်းနဲ့စိတ်ဥပမာလမ်းတို့စီဝါရေးတို့လိုအသက်တွေနဲ့ဟန်ချက်ညီညီသွားနေတဲ့ပုံစံမျိုးလေ။ဟုတ်တာအညီနဲ့စင်းစားစရာတွေတခုပြောချင်တာကတော့ဒီလိုရွာငယ်လေးတွေဟာရဲ့ပေါ်ပြောချက်ကိုကြည့်ပြီးတော့လေသူတို့ရဲ့အဲ့ဒီစုပေါင်းအား ပြီးတော့ရိုးရရင်ကျေးမှုကိုအခြေခံတဲ့ဖွံ့ဖြိုးမှုပုံစံမျိုးကဘလောက်အထိရေရှည်